မင်းကဆိုရီသွားကြတော့တယ်။အောင်မစင်းလေးဖခင်ဓမ္မဆက်ကြံတဲ့ပဋ္ဌာန်းရုပ်လားနေတိုင်းရုပ်ပါတယ်ဖခင်။သာဓုသာဓုပြီးတော့ဦးစင်းကိုရင်ဝုတ်ခင်တဲ့ကဇောကြီးတွေကတော့ရုတ်ခတ်ပါတယ်ဖခင်။ကျတော်ဘုရားကြီးတပည့်တော်များမှတ်မိလားမသိဘူးဖခင်။ဩအစိုးအစင်းလေးနဲ့ခလေးလေးဆရာကြီးကျတော်ဘုရားကြီးတပည့်တော်လာလျှောက်တာနေကဇာတိယံသဗုဒ္ဓမင်္ဂဇီဝတံမီဆရာတော်ဘုရားကြီးအတန်နဲ့တပည့်တော်6တန်းចောင်းသားကခုနှစ်တန်းအတက်မှာရွတ်ပြဖို့တော့ဩဥက္ကလာက အေးမှတ်မိပြီမှတ်မိပြီတိတ်မှညာကောင်းတာအဲ့ဒီတော့နဝကမတော်တော်ရလိုက်တယ်လှူလိုက်တယ်ဗျာတဲ့မင်းပြောတော့600ဆိုတယ်မှန်ပါဗျာဒီလိုသင်ငယ်ချင်းနဲ့ဆိုတာ600ပါဗျာအေးမှတ်မိမယ်ဟိုလုံကြီးအစိမ်းလေးနဲ့အင်းကြီးဖြူနဲ့ကောင်းလေးလက်လက်ဒီလက်ညှိုးလက်ဒီလှုပ်လိုက်သေးတယ်ခုမှလာအဲ့ဒီခရီးလေးကငါနေကဇာတိယံတက်နေသုံးလေးကဏ္ဍကြီးအဲ့ဒါလေးတပြီးတော့ရွတ်ပြတယ်ဆိုတော့အေးမှတ်မိပြီနောက်တစ်ခါတဆက်တစ်ဘက်ဗျာပြီးတော့ဆရာတော်ဘုရားကြီးကို စုလကံမှာဝိဘင်္ဂသုတ်အိမ်မှာခမီးတော်ကြီးရရေရလာတဲ့ယနေ့အဲ့ဒီတိုင်းနေအစဆုံးကျေတော်ကြီးရဲ့လေသာမာစီဆိုလေသာနဲ့ပြီးတော့ရွတ်ပြတယ်မြေဆိုရလုံးကြီးချီနှာထောင်းတော့ဟောစရာကောင်းတယ်အာယံဝဇသာရာပြဝန္တာလူချင်းချင်းဒူဒူဖြစ်ပါလေအသက်ရေချင်းကိုဖြစ်စေတတ်သောကံအဲ့အိုက်တယ်မကအသက်ဒူချင်းကိုဖြစ်စေတတ်သောကံဒါမာစီဆိုရလေသာဒီနတန်တို့ကိုအဘဲတို့လင်ဝေဘန်ပညာဟောတော်မူခဲ့ပါသည်ငါရှင်အဲ့ဒါဣဒံမနောဧကေသောဣတိဝါပုရိသောဝါ အနန္တိဘာတိဟောဒီလုံတော်လောဟိတာပဏိအဲ့ဒါဒီငါရွတ်ပြတို့ရဲ့လက်ဦးလေးချီပြအောင်ဆောင်ကောင်းပြီးတော့မှဆရာငါ့ကိုစောက်တေးဆောင်းနေပေးငါ့ဆရာငါ့ဆရာသူ့လေတန်းနဲ့ဆိုလက်ကံမှာဝိဝင်္ဂသုတ်တံမာစီဆရာဘုရားကြီးနဲ့အေးအေးအေးအဲ့ဒီသုတ်တံအဲ့ဒီခွေတိတ်ခွေလေးဟိုးတန်ငိုင်းနဲ့တင်တော့အဲ့ဒါရှိတယ်အေးတိတ်ခွေလေးရှိတယ်အဲ့ဒီအတိုင်းလေးမူရင်းတိတ်ခွေလေးပေးလိုက်မယ်သူ့လိုက်မယ် ဘုရားကြီးရဲ့မုံရင်တိတ်ခွေလေအရင်ဦးဇေရသာရဘိဝန္တာဆိုပြီးဘုရားမာစီဆိုတော့ဘုရားကြီးရဲ့ကိုစားပြီးတော့ဆိုမားမှာဖြစ်ခြင်းကြောင့်ဝိစိတ်တလို့ဆိုတဲ့အကြောင်းနားလေတယ်နားလေတယ်ဆိုတဲ့မာစီဆိုတော့ဘုရားကြီးလေသံတယ်ငါရှင်ဦးဇေရသာရဘိဝန္တာလို့အဲ့လိုငါပြောရမှာဘူးအစအဆုံးပဲသင်္ကန်းနဲ့တင်းနဲ့အဲ့တိတ်ခွေတဏှာကြီးတဏှာကြီးကြော်ကြော်လောက်တဏှာကြီးလောက်ရှိပါအုပ်လေးချီပြီးကျုံယုံလေးထိုင်တာဗျာအောက်ဆင်းထိုင်ပြီးတော့တို့သွားကြတော့ကမှခုံမွားမထိုင်ဘူးဒီလိုအောက်လေးဆင်းဆယ်ရိုက်ဆယ်ရိုက်တော်တော်အောင်းစားကောင်းတယ်သွားကြတော့ရင်အောက်ဆင်းထိုင်တာ ဒီလိုကျုံညုံလေးလှုပ်လိုက်တာဟိုကလန်တော့မထိုင်အောက်ဆင်းထိုင်တာငငါတော့အကုန်လျှောက်လိုက်တာပဲနောက်တစ်ခုတပြီးတော့လျှောက်ပေါင်းမယ်ဗျာလို့လျှောက်กว่าတဲ့တပြီးတော့26လမ်းနဲ့ချမ်းသာကြီးတောက်မှာတပြီးတော့တို့ပြီးတော့ဟိုတော့3ပါး4ပါးလောက်မတ်တက်လေးရက်ပြီးတော့ကားဆောင်နေတာပဲကယ်တော်ကြီးကကားနဲ့တပြီးတော့လူနာကိုဝင်ရက်လိုက်ပါတယ်အော်အကုန်မမှီတယ်နော်ဒါကြောင့်တပြီးတော့ပြက်တာအေးအေး အဲ့ဒါဆရာတော်ဘုရားကြီးကကားတကားလေးချပြီးလက်ဦးလေးချပြီးတော့ဘောင်မစင်းလေးတို့အပြင်သွားရင်သင်္ကန်းလေးယုံသွားကြီးညိုဝဲဖြစ်တယ်လို့ပြောခဲ့တာသူတို့အဲ့နေရာစားပြီးတော့ပြင်ထွက်တဲ့သင်္ကန်းယုံပါတယ်ဘေး။အော်သူရကားနဲ့ခေါင်းဝင်ဖြတ်သွားတာ26ပြည်လမ်းဆိုတော့ခေါင်းဝင်ဆင်းပါဆရာတော်ကြီး၂၆ခုလမှာကိုတော်ကိုတော်လေးပါပေါ့ခတို့ရတခါလေအမလေးမတ်တက်လေးရပြီးတော့သူကဒီတိုင်းပြောတော့ကားလေးနဲ့ရတာရပြီးလက်ဦးလေးရှိပြီးတော့ရှင်ဦးစင်းလေးတို့ဘယ်ကြွရမလဲနောင်အပြင်ထွက်ရင်သင်္ကန်းလေးယုံကြွတ်တက်ပေတယ်ကြီးယူဝဲဖြစ်တယ်မင်းငုံဆွေတော်ကြီးဗျာ ကားနဲ့ဖြတ်သွားမှာအဲ့ဒါလည်းတပီတော့မှတ်မိပါတယ်ဟုတ်ပြန်တဲ့တန်ကရင်အပါတော့အားတော့ပြန်တော့မူသွားပြီတပါတော့တောက်တောင်းကမှရှိသေးတယ်ဘုရားတို့မှတ်မိတယ်နော်ဟုတ်တယ်တို့လေးပါပါဘုရားတို့တန်ငန်းမယုံမနဲ့ဘွားလို့အားလေးရက်ပြီးတော့ဟဲ့ဟဲ့ကိုတော်လေးတန်ငန်းယုံလေးဒီလိုမပြောဘူးဟောမစင်းတို့ဘယ်ကြွားမလဲမြစ်တာတော့ပြောအဲ့လိုဆရာတော်ဘုရားကြီးပြန်မွေးဖို့ကောင်းတယ် မောင်မင်းလေးတို့ဘယ်ကြွမလဲသင်ငယ်လေးယုံကြွရင်တက်ပဲတယ်ဟောက်သင်ငယ်အတခုအဘကြီးမှာပြဿနာတက်တဲ့ခါမှာသံဃာလေး၄၅၆ဝလောက်အဘကြီးကသံဃာနိုင်ကားလည်းရှိဘူးဘိုင်းလားဘိုးတို့ကတော့မပါပါဘူးအပြင်ကြည့်နေတာဧည့်တယ်ပေါ့အဲ့ဒီမှာဆရာတော်ဘုရားကြီးကအင်းကုန်းဆရာတော်ဘုရားကြီးကအဘကြီးသံဃာကြီးအဆောင်ကြီးကနေသင်းမိုင်လေးခေါင်းပေါ်တင်ပြီး ဒီဒီကဘာအေးရကုန်မီယူမလုတ်ပါနဲ့တဲ့သာသနာတမိုင်းဝင်အရှင်များတို့လှုပ်ရှင်တပီတော်သေးမှလို့တပီတော်ရိုက်ကြပါဆရာကြီးအဲ့ပိတ်6ကိုတော်6လောက်ရှိတယ်ဟာမင်းကုန်းဆရာကြီးကွာဆိုမေတ္တာတအောင်ဆရာကောင်းချားမနဲ့မဆိုးနေတဲ့ပုံကြီးနော်အပြင်းမကြီးအိမ်တိန်ရနေအဲ့ဒီဘုံကြီး600ကဝိုးဆိုအိမ်ပြန်သွားတာဘာဖြစ်တော့အဲ့ဒါမေတ္တာပဲအေဂရောနဲ့လဲဖန်းကွာစီးကွာပြဿနာတက်သွားမယ်အဲ့ဒါမင်းကုန်းကိုရိကိုရိမေတ္တာဓာတ်ကအဲ့လိုရှိပါလေနှစ်ပေါင်းများစွာပွားရတဲ့မေတ္တာဓာတ် တတိရှိတယ်အဲ့ဒါဆရာတော်ဘုရားကြီးကသင်္ကန်းလေးကိုသင်းမိန်လေးခေါင်းပေါ်တင်ပြီးတော့ဆင်းလိုက်လက်ဦးလေးချီပြီးတော့ပြီးတော့တပည့်တော်ခေါင်းရိုက်ခွဲပြီးတော့မှအာကြီးဖြူဒါပါဟောအကုန်မှလည်းပေါ့မေတ္တာဓာတ်နဲ့ဗုဒ္ဓံမြတ်စွာအောင်ရင်နဲ့အောင်ရင်ပတ်တော်မေတ္တာဓာတ်မေတ္တာဓာတ်ကအောင်ပါတယ်လောကကမေတ္တာဓာတ်နဲ့ပဲအောင်ပါတယ်ကျန်တာမအောင်ပါဘူး